ကေပရိသက်ကြီးတို့ရေမြေတော်ကြားရပါရဲ့ဗျာဂျောရှုအဗန်ကတော့မြန်မာနိုင်ငံရဲ့ပထမဦးဆုံး UFC Champion ဖြစ်ပြီဗျို UFC သမိုင်းမှာဒုတိယအသက်ငယ်ဆုံး Champion ဖြစ်လာခဲ့ပြီပဲဖြစ်ပါတယ်ကျွန်တော်တို့မြန်မာပြည်သူတွေလိုချင်နေတဲ့အရာတကယ်ဖြစ်သွားပြီဂျောရှုအဗန်ကိုရင်ကလည်းတကယ်ကိုမှမြန်မာနိုင်ငံအတွက်ကုန်ဆောင်နိုင်ခဲ့ပြီပဲဖြစ်ပါတယ် ပွဲချိန်ကဘလောက်မှမကြာလိုက်ပါဘူးစကန်ပိုင်းပဲ3မိနစ်တောင်မကြာလိုက်ပါဘူးဒါပြိုင်ဘက်ဖိုက်တာဖြစ်တဲ့ပန်တိုဂျာကြီးอ่ะဗျာဒါဇုတ်ဝင်နေပေါ့နော်ဇုတ်ဝင်တော့ဒါအမြင့်ကန်ကျဲဟိုက်ကစ်ကန်လိုက်တာကနေကျရှောပိုင်းကြီးကခြေတော့ကိုတော့လှမ်းကင်ပြီးတော့လဲကြမဲ့တွန်းထုတ်မဲ့တွန်းထုတ်တဲ့အနေထားမှာဒါသူ့ရဲ့ညာဘက်လက်ဤကအောက်ကိုစိုက်ပြီးတော့ဟလာပြီးဒီဆောင်ကြီးထောက်ထားရတဲ့ကကြတော့လုံးဝသူ့ရဲ့တံတောင်ကတံတောင်စစ်ကအကျိုးချသွားခဲ့တာပဲဖြစ်ပါတယ် ပန်ဒိုဂျာအတွက်တကယ်ကိုမှစိတ်မကောင်းဘူးပြန်လာဖို့အတွက်လည်းမဖြစ်နိုင်တော့ဘူးเนาะအနည်းဆုံးဒါကုမေဆိုရင်6လ6လဆိုရင်သူ့အသက်ကတည်ရမလား36 30ခုဖြစ်သွားပြီပြန်လာလို့မရတော့ဘူးဂျော့ရှွာဘန်နဲ့အတွေ့မှာဗျာလုံးဝတကယ်ဂျော့ရှွာဘန်ရဲ့ဟိုအပြစ်လည်းမဟုတ်ပါဘူးဟလာသူကသူဝင်တာဆိုတော့သူကသူအပြစ်နဲ့သူပေါ်ဒါမဲ့တကယ်ကိုမှစိတ်မကောင်းဘူးပေါ့เนาะဒါမဲ့ကျွန်တော်ဝမ်းထိုင်ဟမှာကဂျော့ရှွာဘန်ကြီးဗျာကျွန်တော်တို့ချန်ပီယံဖြစ်ပြီပြည်သက်ကြီးတို့ရေတွေးကြည့်ကြရလားเนาะမြန်မာနိုင်ငံက UFC ချန်ပီယံ မြန်မာသမိုင်းတခြားမှာတခါမှမရှိဘူးဖြစ်ခဲ့ပြီပြိတက်ကြီးလို့ရလားကျွန်တော်တို့ထောက်ကုန်ရမယ့်အချိန်ပဲတကယ်ဦးမှာထောက်ကုန်ရမယ့်အချိန်ကိုရောက်ရှိလို့လာပြီပြိတက်ကြီးကျွန်တော်မြင်ကြပါတယ်တကယ်ကိုပြောတာပါနော်တတိုင်းပြည်လို့အောင်ဝဲခံရမယ့်အချိန်ဂျိုရှွာပိုင်းတကယ်ကိုမှချန်ပီယံဖြစ်ခဲ့ပါပြီလေးစားပါတယ်ဗျာ